င်္ဂလာပါမြစ်နာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းနာဒမျိုးစုတွေရဲ့အတန်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကောင်းမြုံမှာမွေးရဆေးကိုဈေးတန်းတစ်ဖွဲရောင်းဝယ်သုံးဆွဲနေကြပေမဲ့ရည်ယူဆောင်ရွက်တာမရှိဘူးလို့မိုးကောင်းမြို့ခံတွေကပြောပါတယ်စစ်ကော်မရှင်ဟာဆစ်ရှုံးနေတာကြောင့်သွေးခွဲတဲ့ဇလန်းတွေဆက်လက်လှုပ်ဆောင်နေမှာပဲလို့ကြံရုံကပြောပါတယ်မြစ်နာပူတော်လန်းက အကောက်ခွန်ဂိတ်တွေကြောင့်ဒေတာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းတွေအခက်အခဲတွေ့နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါကချင်ပြည်နယ်မိုးကောင်းမြို့မှာမူရည်ဆေးဝါးတွေပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးဆွဲနေကြပေမဲ့အေးအေးယူဆောင်ရွက်တာမရှိဘူးလို့မိုးကောင်းမြို့ခံတွေကပြောပါတယ် အာနာမသိန်းခင်ကာလာကချက်ရောင်းဝယ်သုံးဆွဲမှုတွေပုံများလာတဲ့မိုးကောင်းမြို့မှာဈေးတန်းရောင်းဝယ်ရေးလိုလွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးဆွဲနေကြသလိုလူငယ်တွေအများစုပုံမို့သုံးဆွဲလာကြတယ်လို့မြင်တွေ့ရတယ်လို့မိုးကောင်းမြို့ခံသူဦးကမြင်ကျင်းတဲ့တင်ချာနယ်ကိုပြောပါရယ်။ဟုတ်ပါဘူး။လာမကောင်းခနဲ့ဒီမိုးဟာတန်လမ်းနေတာကျွန်တော်ထူတော့တော့ဘယ်လိုလဲ။ရာတဲ့ထူရစင်းနေဒီမိုးလာမနီကိုတာလမ်းစတန်ကိုမြင်ချင်းခုရှိတဲ့ရမ်ကိုလာမနီရာမ 会负面负面啦，那半年不会的，弄不弄我搞弄不来啦。这个那么富富税，苦怕你那些父母不搞鸟的，但亚妈我那些生的嘞，在湖南人干的人干没么那么差过来啦。မောကောင်မျိုးလေအားဈေးကုန်ရက်ခွဲမှာပွဲတစ်ဖွဲရောင်းဝယ်သုံးဆွဲနေကြတာဖြစ်ပြီးဖန်ဆီးအရေးယူမှုတွေလည်းမရှိသလိုရဲတွေကိုယ်တိုင်ကဖုံးဖိပေးနေတဲ့အခြေအနေဖြစ်နေရလို့ဆိုပါတယ် ဒါပြင်မြို့နယ်ဆေးုံနာကဝကုံဈေးတန်းမှာလဲဈေးဖွင့်ချိန်ကလွယ်ပြီးဂျန်တဲ့အချိန်တွေမှာဈေးထိုးအပ်တန်းလာနဲ့တုံဆွဲနေကြလို့ဆိုပါတယ်။မွေးဆေးဝါတုံဆွဲမှုတွေကိုရွာသစ်ပိုင်းမှာပုံမမြင်တွေ့ရပြီးအသက်20ဝန်းကျင်အရွယ်တွေလည်းရမတုံဆွဲမှုများလာတာမြင်တွေ့နေရတယ်လို့မိုးကောင်းမြို့ခံအမျိုးသမီးတူကမစ္စနာတင်ဂျန်နယ်ကိုပြောပါတယ်။ပြာသာနေမှုဦးရင်မြောင်ရှေခေါဆောင်ဝါကရင်ကရေမိုင်မှုငှား ก็ก็ลำก็สีทุสมิเทพรคมสาตัวนี้มั่งไงก็ก็ลำก็ตั้งตั้งเล่นเลๆไอ้ยามามรบไอ้บุนีหลังน้าคมสาตัวไอ้มุ่งมวยฉันเองคุณพ่โจได้เรื่องไงยังก็สงนก็ไงยังเจตโติมุขากลงวงูไอครั้งเทเรตงไอ้ปอดเองยังไอ้ตรงส่วนนี้จะเป็นแม่เยี่ยยูมุมสีได้เยรุฮะมุ่เสวายังตุเรศิกานี่มุ่เจียชินเนี่ยลุเลติระขันยาสบาร์เอ လူထုအခြေပြုမူရစေဝနိုင်နေရေးအဖွဲ့ပါတီဆန်လည်းမဝင်နိုင်တော့တဲ့နောက်ပို့ပြီးတော့အခြေအနေဆိုးလာတယ်လို့ပြောပါရယ်အခုလိုမူရစေဝကိုအလွယ်တကူတုံးဆွဲနေတဲ့လူငယ်တွေများလာတာမြင်တွေ့ရတဲ့အတွက်အတော်လေးစိတ်မကောင်းဖြစ်မိရလို့လည်းမိုးကောင်းဒေတာခန်နေကပြောပါရယ်မိုးကောင်းမြို့တင်မကကချင်ပြည်နယ်တစ်ခုလုံးမှာလည်းမူရစေဝရောင်းဝယ်မှုလူရမှုဓမြတိုင်းမှုတွေဟာခက်စိတ်စိတ်ဖြစ်လာနေပြီးအေးအေးဆောင်ရွက်မှုတွေအားနည်းနေရတယ်ဖြစ်ပါရယ် စစ်ကော်မရှင်ဟာစစ်ရှုံးနေတာကြောင့်သူ့ခွဲတဲ့ဇလန်းတွေဆက်လက်လှုပ်ဆောင်နေမှာပဲလို့ KNO ကပြောပါတယ်ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KNO KNO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမကြီးနှုတ်ဘူးက KNO တပ်သားတွေအလင်းဝင်လာတယ်ဆိုပြီးစစ်ကောင်မရှင်တပ်ကဝါရဖြန့်တဲ့သတင်းကိုကိုးကားပြီးစစ်ကောင်မရှင်ဟာဆစ်ရှုံနေတာကြောင့်ဒေခွဲရေးဆက်လန်တွေဆက်လက်လှုပ်ဆောင်နေမှာဖြစ်တယ်လို့ပြောပါရယ် မောကောင်မျိုးနေကအလင်းဝင်လာတဲ့ကျော်လွန်ချက်နဲ့ပတ်သက်ပြီးမချနာတည်င်းချနေရပေါ်ပြချားတဲ့တည်င်းမှာစကမဆစ်ရှုံနေတော့အခုလိုမျိုးကျွန်တော်တို့ကြားမှာသူခွေးစီရဲ့ဇလန်ကဆွရှုနေမှာပါဆိုပြီးဘုံမူကြီးနော်ဘူးကမချက်ရေးတန်းခဲတာပါ။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့နဲ့နိုဝင်ဘာလ3ရက်နေ့တွေမှာကင်တတားရဲ့အလင်းဝင်ရောက်လာရဆိုပြီးစစ်ကောင်မရှင်ကသူတို့ရဲ့ဝါဒဖြန့်တင်စာကတဆင်အလင်းဝင်ရောက်လာမှုကိုကြိုဆိုလေးပြောင်းအနိုင်ရေးအစစ်အစင်တွေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။အော်တိုဘားလ23ရက်နေ့မှာဘူချောင်မြို့နေက KIA နဲ့ KPF တပ်ဖွဲ့ဝင်12ဦး၊နွန်ဘာလ3ရက်နေ့မှာမိုးကောင်းမြို့နေက KIA တပ်သား2ဦးအလင်းဝင်ရောက်လာတာကိုထုတ်လွှင့်ချက်အရသိရပါတယ်။မိုးကောင်းမြို့နေကအလင်းဝင်လာတဲ့တပ်သား2ဦးမှာတော့လက်နက်ခဲယမ်းတွေလည်းပါဝင်နေလို့ပြောဆိုထားတာကိုသိရပါတယ်။ လင်းဝင်လာသူတွေဟာအတင်းအသမဆူဆောင်ခံကြရပြီးအနေစာဆင်းရင်ပြင်ပန်းဆင်းရဲစွာနေထိုင်ရတာအပြင်လူမျိုးရေးခွဲခြားဆက်ဆံနာအဆင့်အတန်ခွဲခြားပြီးအချင်းချင်းပူကြနေဆက်ဖြစ်နေတာတွေအပြင်တည်ခံရမယ့်နေရာတွေမှာသာလှုံ့ဆော်စရာတွေကြောင့် ဝင်ရောက်လာတာဖြစ်တယ်လို့ဖော်ပြပြောဆိုထားပါတယ်။ဒါအပြင်သူတို့ရဲ့တိုက်စစ်ကိုကူကနိုင်ခြင်းမရှိဘဲစိတ်တချဆင်လာတာနဲ့အတူဥပဒေပေါင်းအတွင်ငင်းချမ်းစွာနေထိုင်လိုတာကြောင့်လို့လည်းပြောဆိုထားပါတယ်။ခံရီတရင်နဲ့ပြန်ကြရေးတောင်းခံဘုံမကြီးနှုတ်ဘူးကတော့ဒါရီဟာစစ်ကိုမရှိရင်ဘူးဟာတခုတာဖြစ်ပြီးယုံကြည်လို့မရတဲ့အပြင်ဇလန်စင်ပြီးတရုတ်ပြထားတဲ့တရင်တွေဖြစ်တယ်လို့ဆက်ပြီးမှလေတာလို့ရှင်နေဦးမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားတဲ့သူတရားနီးပါးရှိလာတာကိုစစ်ကောင်ရှင်ရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေကသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့အထိအမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်ရှင်ရဲ့ပြည်ထောင်ဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအဲ့ဒီနေ့မှာပြောဆိုထားပါတယ်။အဲ့ဒီနောက်နိုဘာလပထမပတ်ကထုတ်တဲ့သတင်းစာတွေမှာရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံရတဲ့သူ9ယောက်အကြောင်းကိုလည်းစစ်ကောင်ရှင်ကထပ်မံထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ9ယောက်ထဲက4ယောက်ဟာအမှုဖွင့်ပြီးအဖမ်းခံရတာကြောင့်ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံရတဲ့သူစုစုပေါင်း60နေယောက်အထိရှိလာတာပါအဲ့ဒီထဲနိုဘာလ9ရက်နေ့မှာဖမ်းခံရတဲ့သူ2ယောက်ထဲက1ယောက်ကတော့အသက်18နှစ်မပြည့်သေးတဲ့55နှစ်အရွယ်ယောက်ျားလေး1ယောက်ဖြစ်ပါတယ်စစ်ကော်မရှင်ဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားပေမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုနေသူတွေကဒါမှကပြောဆိုမှုမရှိတဲ့သူတွေကိုပါရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်တရားစွဲဆိုနေတာဖြစ်ပါတယ် ဒါပြင်ခေတ်အခြေအနေနဲ့မတူခဲ့တဲ့1949ခုနှစ်တုန်းကဘူချော့အောင်ဆန်းပြောခဲ့တဲ့ရွေးကောက်ပွဲဖြတ်မယ်ဆိုတဲ့လူတွေကိုတော့ကျုပ်တို့အစိုးရကလည်းဒီတိုင်းကြည့်နေမှာမဟုတ်ဘူးဆိုတဲ့စကားကိုလည်းနေစဉ်ရဲ့ဆက်ဝါဒဖြန့်တဲ့င်းစာတွေမှာဖော်ပြနေပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ကတော့စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာအတုအယောင်အလိမ်အညာသာဖြစ်တယ်လို့ထုတ်ပြောထားပါတယ်။ဒါပြင်ဒေါ်လာရင်းအင်အားစုတွေကလည်းစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကန့်ကွက်ထားပြီး နိုင်ငံတကာအနေနဲ့လည်းဒီရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့တိုက်တွန်းပြောဆိုထားကြပါတယ်။မြစ်ချောင်းဖူတော်လမ်းကအောက်ခွန်ဂိတ်တွေကြောင့်ဒေသထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းတွေအခက်တွေ့နေပါတယ်။ လက်ရှိအချိန်ဟာဒေတာထွက်ကုန်တွေအများစုထွက်ရှိတဲ့ကာလဖြစ်တာကြောင့်ဂါလန်ပိတ်မှာစိုးရိမ်နေရတဲ့အပြင်ထွက်ကုန်တွေတင်ပို့ရမှာလဲလမ်းပိုင်းကဂိတ်တွေမှာအခွန်အခများတဲ့အတွက်အခက်အခဲဖြစ်တယ်လို့ပူတော်ဒေတာခန်းရင်းကပြောပါတယ်။မြစ်ချနာပူတော်ကာလန်ဟာပူတော်ဒေတာရဲ့ကုန်စည်စီးဆင်းရတဲ့ကုန်တွေဝင်တဲ့အဓိကလမ်းကြောင်းဖြစ်ပြီးပူတော်ဒေတာကထွက်ကုန်တွေလဲအဲ့ဒီလမ်းကြောင်းနဲ့ပဲတင်ပို့ကြတာဖြစ်ပါတယ်။ ဲ့ဒီလိုကုန်စည်စစ်စင်ရေးအတွက်အဓိကကျတဲ့လမ်းမှာနှစ်ဖက်တည်းရဲ့ gate တွေများပြီးအောက်ခုနေများတဲ့အတွက်ကုန်ပစ္စည်းတည်ယူရေးစရိတ်တွေမြင့်မားပြီးတော့ဒေသထွက်ကုန်ရောင်းဝယ်ရေးမှာလည်းအခက်ကြုံရရလို့ပူတောင်မျိုးခံသူကမြင့်ချနာတဲ့ဂျာနယ်ကိုပြောပါဗျာလမ်းမှာဒီကောက်ခုနေများလာတဲ့ဒီတော့ဒီညားသွားတဲ့ပုံစံသူတော့ရောင်းဝယ်လောက်စနေပြီးတော့လို့လူဒီမှန်ဖွင့်နေတော့မှပဲ ုဆိုရင်၆ကောဝက်ကြီးရဲ့အလတီရဲ့ရှိရောဒီမြကျောက်တဲ့အမောရန်သူရင်းရတာလေးရှိတယ်။ကောက်ခွန်ကရန်ညာတော့ဒီခိတ်ကြောက်တဲ့အားကြီးလေ။ဘူတော်ဒေတာကပုတ်ကုန်နေတာမကမြကျနာကနေဘူတော်ဒေတာကိုဝင်တဲ့ကုန်ဖြစ်စီတွေလဲလမ်းပန်းရအခွန်အခတွေကြောင့်တည်ယူစေမြင့်မာပြီးဈေးမြင့်သက်သွားတယ်လို့ဆိုပါတယ်။ပူတော်ဒေတာကတော်ထွက်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ဟင်းခအမွေးတိုင်တို့လိုထွက်ကုန်တွေအများစုဟာမြစ်နာဘက်ကိုအဓိကတင်ပို့ကြတာဖြစ်ပြီး မချီနာအနေနဲ့တခြားမြို့ကြီးတွေနဲ့တရုတ်ပြည်ဘက်ကိုတင်ပို့ကြတာဖြစ်ပါတယ် ခေါလံဖူးအထက်ဘက်ကထွက်ကုန်တွေကတော့နေစကိတ်ကနေတင်ပို့ကြလို့သိရပါတယ်။အခုနွန်ဘာလကနေလာမဲ့ဒီဇင်ဘာလအတွင်းရှောက်ကောဟင်းခတ်အမွေးကြိမ်တွေအပြင်ကြောက်ကြဘိုးနဲ့ grapefruit တီးလို့ထွက်ကုန်တွေလည်းအများအပြားထွက်ရှိတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ပူတော်ဒေတာဘက်မှာစီးပွားဖြစ်အနေနဲ့အများစုစိုက်ပျိုးပြီးတရုတ်ဘက်ကိုတင်ပို့တဲ့ရှောက်ကောဟင်းခတ်အမွေးကြိမ်တွေအတိရိတ်တင်းချိန်ရောက်ပြီဖြစ်တာကြောင့်အခုကာလဟာရှောက်ကောအထွက်များတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့အခုလိုထွက်ကုန်နေတင်မို့ဖို့ကားလမ်းမှာပေးဆောင်ရတဲ့ဂိတ်ချေးတွေများတာကြောင့်အကျပ်သေးဖြစ်ရတယ်လို့နောက်ထပ်ပူတော်ဒေတာခန်တူဦးကလည်းပြောပါတယ်။အရင်ကတည်းကမကြည့်ပါတော့ဒီလမ်းမှာဂိတ်ကများတော့တဲ့အချိန်ကျတော့ဂိတ်ချေးတွေအကုန်လုံးကားမီအောင်ရောင်းလို့လည်းဟိုမှာပြအဆင်မပြေအဲ့လိုဖြစ်တာပေါ့။အဲ့တော့အဝင်ကုန်ကြတော့အစိတ်သေးတွေများတဲ့အချိန်မှာပူတော်ရောက်လာတဲ့အချိန်ကျတော့အကုန်လုံးအဆင်ပြေသွားတယ်နော်။ဒါကတော့ဒီကောင်နဲ့ဟိုဘက်မှာမကဲဘူး။ တင်ဆောင်ခစရိတ်တွေမြင်မာတဲ့အတွက်မြင်ချနာမျိုးမှာကျန်းတောင်ပေါက်တဲ့ဂုံကိုဘူတော်ကနေကျန်း9000နဲ့ဝယ်ယူတင်ပို့ရင်တောင်ဈေးမကိုက်တဲ့အခြေအနေနဲ့ကြုံတွေ့နေရလို့ဆိုပါတယ်မြင်ချနာဘူတော်လမ်းပိုင်းမှာစစ်ကော်မရှင်ရဲ့ဂိတ်တွေတမကကချင်လို့လည်းရေးတော်မတော် KIA ရဲ့ဂိတ်တွေလည်းရှိပြီးအဲ့ဒီလမ်းမှာဂိတ်ကျေးပေးဆောင်ရတဲ့ဂိတ်10ခုတည်းမနည်းရှိရလို့ကာသမားတွေဆေးရသိရပါတယ် အိန္ဒိယကိုအများစုတင်သွင်းတဲ့ဒေတာအခေါ်အလေးချီဆိုတဲ့ဟင်းခတ်အမွေးတိုင်တမျိုးဆိုရင်လည်းပိတ်တာထောင်ကနန်းတောင်ကနန်းလောက်အထိကားတွေနဲ့တင်ပို့ကြပြီးထင်တာမြင်တာရှိတဲ့ကုန်ပစ္စည်းတွေဖြစ်တဲ့အတွက်အိတ်နဲ့ရေပြီးဈေးဖြတ်တာမျိုးလည်းရှိရလို့သိရပါဗျ။ဒါအပြင်တည်ယူပို့ဆောင်ရေးခက်ခဲရနဲ့လမ်းပိုင်းအခြေအနေအရမာယူဖို့မရဲကြတာမျိုးရှိတာကြောင့်အခုနှစ်ရှစ်ပတိရောင်းဝယ်ရေးလည်းအယောင်းအဝယ်ကြမ်းကြာမှုတွေရှိခဲ့လို့ဒေတာခန့်ရဆိုပါတယ်။အဲဒါကြောင့်ရှော့ကောလိုဒေတာထွက်ကုန်တွေအများပြထွက်တဲ့ကာလမှာ ကာလန်တွေပိတ်သွားမှာကိုစိုးရင်နေကြရလို့ပူတော်မျိုးခံကပြောပါတယ်ဟုတ်ပါဘူးကလန်ဝရန်ဆိုရင်ရတာဘာကြောင့်လဲဆိုအခုဒီစတလာပင်ဘလော့ဒီဖူတော်တမျိုးလုံးဝဒီ၆ကော်ကြီးကဆက်တော့မှလေးဆက်ပြီးရေးချင်တယ်လေရောလာဟောအပြင်ကူးစင်နေရောပြီးဆိုတော့ဒီကောဒီမချမကလန်ကိုမခူလာတော့ဘူးဒီပကောတော့အဲ့ဒီအင်းဆက်တော့မှပြီးတော့ကောနော်ပြီးခဲ့တဲ့နှစ်ကလည်းရှော့ကော့ပိတ်တာချိန်တောင်းကြော်လောက်ဝယ်ယူထားချိန် ကလန်ပိတ်သွားတာကြောင့်အယောင်းဝယ်ကြန့်ကြာခဲ့ရတယ်လို့ရှောက်ကောကားတွေပိတ်မိခြင်းကလည်းမိုးရွာနေပူနဲ့ရာသီဥတုတန်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရလို့ဆိုပါတယ်စစ်ကော်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကနေပူတာအိုတက်မဲ့ကားတွေကိုဖြတ်တန်းခွင့်ပိတ်ပင်ထားတာကြောင့်ပူတာအိုတက်မဲ့ကားတွေလည်းလမ်းမှာဆောင်ဆိုင်နေခဲ့ရပါတယ် လမ်းပိတ်လို့အချိန်ဆက်ကြော်ကြာမှပူတော်မြို့ထဲဝင်ခဲ့ရတယ်လို့လမ်းမှာပိတ်မိနေချိန်လဲကုန်ပစ္စည်းတွေမိုးမီယာနဲ့အထမခန့်တဲ့ကုန်တို့ချုပ်ပုတ်တိုးပျက်စီးသွားတဲ့အဖြစ်တွေကြုံရတယ်လို့လည်းသိရပါဗျ။ပူတော်ဒေတာမှာအယောင်အဝယ်တိတ်အလုံးမဖြစ်ပဲထွက်ကုန်အများစုကိုမိစနာမျိုးပဲအဓိကထားပို့ကြတာဖြစ်တာကြောင့်ကာလန်တာပိတ်သွားမယ်ဆိုရင်ဒေတာခန့်တွေနဲ့နာသွားနိုင်တယ်လို့လည်းဆိုကြပါဗျ။ဒါပြင်ခေါလံဖူးအထက်ဘက်မှာတိုက်ပွဲဖြစ်ပွားနေရကြောင်းနိုင်ငံရေးအခြေအနေရှုပ်ထွေးပြီး ကာလန်ပိတ်သွားမှာကိုလည်းစိုးရိမ်နေကြလို့သိရပါဗျ။ကာလန်တွေပိတ်သွားခဲ့ရင်အခက်ကြုံရမှာဖြစ်သလိုတစ်ဖက်မှာလည်းကာလန်မပိတ်ခဲ့ရင်တောင်လမ်းမယဂိတ်ချေအခွန်အခများတာတွေကြောင့်ဒေသခံတွေအကြတဲ့ကြုံနေရတာပါ။ပြီးခဲ့တဲ့နှစ်ကတိုက်ပွဲအခြေအနေကြောင့်မြချနာပူတော်ကာလန်လာပိုင်းလောက်ပိတ်သွားခဲ့တဲ့အချိန်ကပူတော်ဒေသမှာဂုံပစ္စည်းတွေဈေးမြင့်တက်ပြီးပြက်လက်မှုတွေကြုံခဲ့ရပါဗျ။ မြစ်ချနာသတင်းချန်ရဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတင်းနေ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပိတ်သက်အားလုံးကိုယ်စိတ်နှလုံးသုံးပါကျန်းမာချမ်းသာကြပါစေ။